ဒီနေ့မှာတော့တောင်းဆွန်ထားတဲ့သူများအတွက်ချိုချိုအေးအေးလေးနဲ့အနက်လေးရမွေပြီးစားလို့အရန်ကောင်းတယ်။အုံတို့တာကိုကြောက်ကြောက်ဖြော်ရည်အေးအေးလေးအလွယ်ပြုတ်လုပ်နေလေးကိုလာမြောက်ပြရရှိပါတယ်။ ပထမဆုံးဖြူတို့ကြောက်ကြော်ပြူလောင်းရံတွေကျုံမဲ့ဦးရဲကိုကြောက်ကြော်မုံထမင်းစာဆုံးနဲ့တဆုံးစာပြီးတော့တကြားထမင်းစာဆုံးနဲ့နှဆုံးစာနဲ့ရေသက်900မီလီလီကိုထည့်ပေးလိုက်ပါမယ်ဖြူကအယောင်လေးအစိမ်းရောင်လေးလိုချင်တာနဲ့ဒီဖူကလာဆိုးစစ်အစိမ်းရောင်လေးနဲ့ငယ်ကိုပါထည့်ပြီးတော့တကြားလေးတွေပျော်သွားတဲ့အထိပေါ့နော်ခဏတော့ဝင်သွားပေးလိုက်ပါရစေ ဒီဖြော်ရပြုလုပ်နည်းလေးကိုကြတော့ဖြိုးကပထမတော့မနဲ့ဖြန်လောက်မှတည်ပေးမယ်လို့စဉ်းစားထားတယ်ပေါ့နော်ပုံလေးတင်လိုက်တော့တောက်ဆိုးတဲ့သူလည်းအရင်များနေတာနဲ့ဒီညပဲတင်ပေးလိုက်ပါတယ်ပြီးရင်တော့သူ့ကိုမြေပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီကြောက်ကြော်အိုးလေးကပပတ်ဆူပြီးတော့နည်းနည်းလေးပြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါရရှင် ဖြူတော့ဒီဖြော်ရည်လေးကိုဆိုလို့ရှိရင်တကြံမလို့မယ်ဆိုရင်အရင်ကိုအဆင်ပြေပါတယ်။တကြံရည်ကစားပြီးတော့ပြန်လာတဲ့သူ့ရဲ့အတွက်လည်းပေါ့နော်။တောက်တဲ့ချိန်မှာအေးအေးလေးနဲ့အရင်ကိုမောပြေမှသိချပါတယ်။နောက်တစ်ခုကဖြူအပ်ဒီဖြော်ရည်သေးကိုစပယ်နဲ့လေးလေးထည့်ထားတော့လေအနက်လေးကမှွေပြီးတော့အရင်ကိုတောက်လို့ကောင်းပါတယ်။ ကဲဖြိုးတို့ချိုသွားလိုက်တာဒီကြောက်ကြော်အိုလေးကလည်းပုတ်ပတ်ဆိုပြီးတော့ဖြစ်ဖြစ်လေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုပန်းလေးတစ်ပန်းထဲကိုပေါ့နော်ခုလိုမျိုးလေးလောက်ထပ်ပေးထားလိုက်ပါမယ်ပြီးရင်တော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်သူကတော့တအားမကြောက်ဘူးပေါ့နော်မိနစ်30မိနစ်40လောက်ဆိုလို့ရှိရင်တော့လုံးဝအေးပြီးတော့ခဲသွားပါတယ် ကဲဖြိုးတို့ကြောက်ကြောကိုအေးအေးခန္ဓာရင်းနဲ့ဒီအုံနှုတ်ရည်လေးကိုလာချုပ်ပေးထားလိုက်ပါမယ်ရှင်။အုံနှုတ်ချူရန်အတွက်ကျုံမဲ့အိုးထဲကိုတခြားထမင်းစားဆုံးနဲ့လေဆုံးနဲ့တစ်ပတ်စာလောက်နဲ့စားလက်ဖိတ်ဆွဲတစ်ပတ်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့အုံနှုတ်900မီလီလီနဲ့အုံစိ900မီလီလီကိုပါထည့်ပေးလိုက်ပါတယ်ရှင်။ဒီအုံစိရကြတော့အုံသီးနှုတ်နှလုံးစာကိုပေါ့နော်ထည့်ထားတာဖြစ်ပါတယ်ရှင်။မီလီလီတာနဲ့ဆိုလို့ရှိရင်တော့900မီလီလီရှိပါတယ်ရှင်။ ပြီးတော့ဒါလေးကတော့စပယ်နဲ့အမွေးရည်ပေါ့နော်ဒီနေရာမှာတခြားဗနီလာမွေးရည်တွေပါရေးသုံးမဲ့ဆိုလည်းရတယ်ပေါ့နော်ဖြူကစပယ်နဲ့မွေးရည်လေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါတယ်ကဲပြီးတော့အားလုံးကိုတမတော်အောင်မှွေထားပေးလိုက်ပါမယ်နော်ဒီနဲ့လေးရဆိုလို့ရှိရင်လည်းတမျိုးလေးတောက်လို့ကောင်းပါတယ်တောက်လို့တဲ့ချိန်မှာဆိုလို့ရှိရင်အမောဝပြေသွားတယ်ပေါ့နော်အနက်လေးရသိနေရောပဲပြီးရင်တော့ဖြူတို့မီးကိုဖွင့်ပြီးတော့ဒီအုံတို့အိုးလေးရပပတ်ဆူလာတဲ့အထိကြိုသွားပေးလိုက်ပါမယ်နော် ကျိုသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဖြိုးလို့ရတာတွေပါရင်ကြီးကြည့်ပြီးပေါ့နော်အချိုးတွေပါရင်လိုရင်ထက်ထက်ပေးနိုင်ပါတယ်ရှင်။အုံတို့အိုးလေးလဲဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုမြေပေါ်ချပြီးတော့ရေကလေးတာအေးအေးခန်းထဲမှာအေးအေးခန်းထားပေးလိုက်ပါမယ်နော်။ ပြီးရင်တော့တာကိုကျိုရန်အတွက်ပပွက်ဆူတဲ့ရင်တွေဦးထဲကိုတာကိုဟိခက်စွန်ကြီးနဲ့နှစွန်းစာလောက်နဲ့ဖူကလာဆိုစေးဆဲရောင်လေးနေငယ်ကိုထည့်ပြီးတော့သမတော်အောင်မှုထားပေးလိုက်ပါတယ်ရှင်။ဒီနေရာမှာတာကိုအနေများကိုကိုစိုက်ချက်ထည့်ပေးနိုင်ပါရဲ့နော်။ဒီထက်ပိုပြီးထည့်မယ်ဆိုလည်းရပါတယ်ရှင်။ကဲပြီးရင်တော့ဖြူတို့သူ့ကိုအမေးလက်လက်နေထားလိမ့်နဲ့အဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်ယူထားပေးလိုက်ပါမယ်နော်။ ဖြိုးပြတ်သွားလိုက်တာ15မိနစ်ပြီသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအဖိုးလေးဖွင့်မယ်ပြီးရင်တော့နည်းနည်းလေးသမတော်အောင်ပေါ့နော်ငွေထားပေးလိုက်ပါမယ်ရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့ตาကိုမျက်စိလေးတွေလည်းပြောက်ခါနေနေပေါ့နော်ပြီးရင်တော့သူ့ကိုမီးလေးပိတ်ပြီးတော့သူ့ရဲ့ပူချိန်လေးနဲ့ပဲနောက်ထပ်10မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်ตาကိုကိုနှက်ထားရင်းနဲ့ကြောက်ကြောလေးကိုလာကြည့်ပေးလိုက်ပါတယ်ကြောက်ကြောလေးလုံးဝအေးပြီးတော့ခဲနေပြီဆိုလို့ရှိရင်တော့ဖြိုးကိုစိတ်ကြိုက်တုံးကြီးသေးကိုလှည့်ဖြတ်ပေးထားလိုက်ပါမယ် ြောတော့ခုလိုမျိုးတွေပေါ့နော်အတုံးလေးတော့တုံးလေးတွေပဲတုံးထားပေးလိုက်ပါတယ်ရှင်ဒီကြောက်ကြော်လေးอ่ะဆိုလို့ရှိရင်လည်းအရန်စားကောင်းပါတယ်စားတဲ့အချိန်မှာဆိုလို့ရှိရင်ထုတ်ထုတ်ကလေးနဲ့ပေါ့နော်ကဲဖြိုးတို့နှက်ထားတဲ့တာကူလည်း7မိနစ်ပြည့်ပြီးတော့မျက်စိလေးတွေလည်းကြောက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုရေအေးနဲ့တုံးလေးရေလောက် ကြောင်းသွားတဲ့ထိပ်ပေါ့နော်စေထားပေးလိုက်ပါမယ်ရှင်ကဲအားလုံးလက်စစ်သဖြစ်နေပြီဆိုလို့ရှိရင်ဖြူတို့စဖြော်ပေးရင်တည်းဖြော်မက်ခွက်ထဲကိုတာကူကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့လှီဟာပိသာကြောက်ကြောက်တော့လေးတွေကိုထည့်ပေးလို့ရှိရင်တော့အစင်သစ်ပပလိတ်ထားတဲ့အုံစေးသလုံးစာကိုထည့်ပေးလိုက်ပါမယ်ဒီနေရာမှာဒီအုံစေးကမရှိရင်မထည့်လည်းရပါရဲ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဖြူကအုံတိအမှုကိုလိုချင်တာပေါ့နော်ဒါပေမဲ့ဖြူမှရတာကအုံတိအရင်လေးဖြစ်သွားပါတယ်ပြီးရင်တော့အေးခန့်ထားတဲ့ဒီအုံတို့ကြိုရည်လေးကိုထည့်ပေးလို့ရှိရင်တော့ မထွားအောင်ဝင်ထားပေးလိုက်မယ်။အားလုံးလက်နှက်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့တောက်မဲ့ခွက်လေးထဲကိုထည့်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့ချိုအိမ်မွေးရတာလင်းနဲ့စားလို့အရန်ကောင်းတဲ့ဖြိုးတို့ရဲ့အုံလို့တာကိုကြောက်ကြောက်ဖြိုးရဲ့အေးအေးလေးရတော့တောက်ဖို့စိတ်သိဖြစ်နေပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနေလေးလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမျှဝေမျှလေးပါရှင်။ဟုတ်ကဲ့ subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပဲကျွန်တော်ဒီ